ဟူဇွန်မီလေးကိုအချိန်ဆွဲလို့ရတယ်အာလူတို့ဘာလို့ရောမရှိဘူးလားယင်ခင်းနေရလို့လीအာလူမျိုးစရာကုံသွားတာယင်မဝင်ရသေးတာအရင်လာပြီနေတုန်းကတော့ရှိဟာသူတို့အဲ့လိုပြောနေရုံဇွန်မီလေးလာတဲ့အတန်းကိုစကြားရတယ်ဟောပြောရင်ဆိုရင်လာနေကြပြီအာလူမေးဖိုက်တင်းမှာနော်ခဏကြာမှာတော်ရီကနေထွက်လာတဲ့ဇွန်မီလေးကိုစပြီးမြင်လာရတယ်ကဲလောဝါပြီးစကြရအောင်ဟဲ့ ဗိုလ်သူတို့ကလည်းအဆက်မပြတ်စိုက်ပျိုးနေပြီးထွက်လာတဲ့ဗန်းမင်းနေရာနဲ့အဆက်မပြတ်ဇွန်မီတွေကိုတိုက်ထုတ်နေကြတယ်ဗိုလ်သူတယောက်သူ့အဖေကအလိုက်စိုက်ဗန်းမင်းဝေခိုင်းလိုက်တောင်ဆိုတော့ ပန်းရောင်တဲ့ဂျန်နေကိုရောက်လာတယ်။ဖို့ထုကိုမြင်တော့ဆိုင်ရှင်ကဖို့ထုလေမတွေ့တာကြာပြီပဲ။ဘယ်နေရှောင်းနေရလဲကွ။ကျွန်တော်အဖိုးစီကိုအလဲသွားနေလူဗျ။ဒါနဲ့ဦးလေးကြီးစီမှာနှင်းစီပန်းမိတို့ဘာလို့ရှိရမလား။ရှိတာပေါ့ဟုတ်ဟူနာမှာရှိ။နေအောင်ဦးလေးကြီးလိုက်ပြပေးမယ်။အဲ့ဒီအချိန်တခြားရွာဝဲသူတွေရောက်လာတာနဲ့ဆိုင်ရှင်ကဖို့ထုကိုဖို့ထုလေသွားကြည့်နေလိုက်နော်။ဦးလေးကြီး ဒီမှာတခြားရွာကလူတွေလာနေလို့လိုက်ပြလိုက်အောင်မရရင်မလားဟုတ်ရရင်ပြဦးလေးချင်းဟိုကျွန်တော်ရှင်ကြည်တာနှက်လိုက်မယ်ပြောပြီးပန်းကန်နေမှာသူလိုချင်တဲ့ပန်းကိုလိုက်ရှာကြည့်နေခဲ့တယ်။အဲဒီမှာပဲသူစော့နေတဲ့ပလန်နန်ဆိုပြီးဂိန်းကပန်းမင်ကိုတွေ့တော့ပိုတူလည်းအံ့ဩသွားတယ်။ဟာ ဒီပန်းမင်ကဟိုခင်းနေရပန်းမင်ပုံစံပဲဦးလင်းကြည့်စီမှာရှိတာပါလားတယ်မိုက်တယ်ဟင်ဒါနဲ့မစင်စားပဲပန်းအိုးကိုချက်ချင်းပဲကောက်ယူလိုက်တယ်အိမ်တော်တော့ဦးလင်းကြည့်ကျွန်တော်လူချင်းနဲ့ပန်းတွေ့ပြီဗျဟိုဒီပန်းမင်ယူတော့မယ်အဲ့လိုအားရပါရအော်ပြောင်းလိုက်တယ်အဲ့ဒီချိန်မှာပဲရုပ်တရက်ဆိုတယ်လို့သူ့ကိုတရားရောက်ကခေါ်တယ်လို့အတန်မျိုးကြားလာရတယ်ဟေ့ကလေးကလေး ဖို့သူလဲအတန်ကြာတော့ဘသူခေါ်နေရလဲဆိုပြီးခြံထဲကိုကြည့်ကြည့်အဲ့ဒီမှာပဲနောက်ထပ်အတန်ထွက်လာပြန်နေဒီမှာအမခေါ်နေရအမမင်းလက်ပေါ်မှာဖို့သူလဲအဲ့တော့မှသူ့လက်ထဲမှာအသက်ဝင်နေရဲ့ပန်းမင်းကိုမြင်ပြီးလန့်သွားတယ်ဟမ်ပန်းပန်းမင်းပန်းမင်းကအသက်ဝင်နေတယ်ဟုတ်လားဟုတ်တယ်ဟိုတကုတ်ကူညီမအောင်ကလေးရဲ့အမကိုစိုက်ကင်းထဲကိုပြန်လိုက်ပို့ပေးပါနော်အမတို့စိုက်ကင်းဇွန်မီတီပြည့်စည်တာခံနေရလို့ပါ ဖို့သူလည်းအဲ့ဒီစကားကြတော့ပိုအံ့ဟောသွားတယ်။ဇွန်ဘီဟုတ်လားဘာဘာဘာတွေလဲငါအိမ်မက်မက်နေရလားစကားပြောတဲ့ပန်းမင်းကစိုက်ခင်းကိုလိုက်ဖို့ခိုင်းနေတယ်။ဟမ်အိမ်မက်မက်နေရမဟုတ်ပါဘူးဒါတကယ်ပါကုညီပါဒီတက်အချိန်ပိုနောက်ကျသွားရင်အမတို့စိုက်ခင်းကိုဇွန်ဘီနေပိုင်ပြီးစိုက်ခင်းနောက်ကတူလာယုံတွေကမျိုးစစ်တွေကိုသူတို့အပိုင်တိမ့်သွားနေမှာကျွန်တော်တခုလောက်မေးလို့ရမလားအတခုပါပဲဒီအမကတော့ ဟိုဂိန်းနဲ့ကပန်းမင်လာရင်ဟိုဂိန်းလီနေပါဦးအကျွန်တော်ပြမယ်ခဏပါပဲပိုတူလဲချက်ချင်းပဲပန်းဝန်းကုံအောင်ချပြီးသူ့ဘောင်ဝန်တို့ဖုန်းနဲ့ဂိန်းကိုပြလိုက်တယ်ပန်းမင်ကလည်းတောင်းမြင်လိုက်တော့ဟေးဟုတ်တယ်ဟုတ်တယ်အဲ့ဒါအမားတို့ပဲဒါပေမဲ့ဂိန်းနဲ့လို့တော့အော်တိုပန်းနေမထွက်ဘူးစိုက်မျိုးပြရတဲ့သူရှိအဲ့ယူပဲပေါ့ကွအမားနဲ့မျိုးစိဆိုင်ကိုထွက်လာတော့မလိမ့်တပတ်နဲ့ဒီချန်ထဲမှာရောင်းစားသွားခဲ့တာပဲ။ ဖိုတူကဒီစကားတွေကြားရတော့ဒါဆိုဂိမ်းဆက်ကောင်တွေကပြမတကယ်ရှိနေရပဲဟုတ်ပြီဟိုဒါဆိုရင်ကျွန်တော်ပြောပါကျွန်တော်ဘလို့ကူညီရမလဲအခုလောလောဆယ်အမောက်ကိုဝယ်လိုက်ပြီးရင်အမပြောတဲ့ဆိုင်ကိုသွားရအောင်အချိန်မရှိအောင်မြင်မြန်လုံးမှရမယ်နော်ဖိုတူလည်းချက်ချင်းပဲဦးလေးချစ်ရှိရဲ့စီကိုပြည့်ထွက်သွားတယ်တပတ်ဆိုင်ခင်းမှာတော့ အရင်ကစိုက်ပျိုးထားလို့လက်ကျန်ရှိနေသေးတဲ့ပန်းမွန်လေးတွေကစိုက်ခင်းပေါ်ရောက်နေတဲ့ဇုံမီတွေကရှိတဲ့အားနဲ့ပဲအသေးအတန်တိုက်ခိုက်နေကြရတယ်။ဟိုတယောက်ထွက်သွားတာကြာနေပြီ။ဘာလို့ခုတတိမရောက်သေးရလဲ။ဇုံမီအင်အားကများနေပြီ။ငါတို့အင်အားကလည်းတပိပိနဲ့ရှုံးလာနေပြီ။အချိန်မီပြန်မရောက်ရင်တော့ရှင်လင်းစရာပဲ။ဒါကြောင့်စိုက်ပျိုးပေးမဲ့သူရှာပါရှာပါလို့ပြောတာလေ။ဒီတယောက်နဲ့ပဲဖြစ်တယ်ဆိုပြီးကြိတ်မဲ့လုပ်နေတာ။အခုလိုကြငါတို့ပဲကြံခဲ့တယ်။ ဒီလိုနဲ့ညီးတွားနေကြတာဆိုတော့နောက်တဲ့ပန်းနေတမင်ကထပြီးပြောလိုက်တယ်။တော်ကြစမ်းမဟာမပြောကြနေပြောနေလေ။ပစက်တရနဲ့ဝတ်မုံလုံးနေမထွက်တော့ဘူးဟာ။ဇုံမီလေးကိုရှစ်သမျှအားသာနဲ့တိုက်ကြစမ်းမဟာညှော်နေပို့ကြတတ်တယ်။အဲဒီတော့မှစကားပြောနေရဲ့ပန်းမင်းနဲ့ပင်လည်းနေမှကြလေ။ဇုံမီလေးကလည်းတရေတရေနဲ့ပန်းမင်းလေးစီကိုရှောက်ပါနေတယ်။အဲ့ဒီအချိန် ဖိုးတူးနဲ့ပန်းမင်ကတော့ပန်းဆိုင်ဆိုရင်မျိုးစည်တွေရောင်းနေဆိုင်နေဆိုင်ကိုရှောင်းနေခဲ့တယ်။ဆိုင်ထဲမှာရှိသည်များပန်းနေကုန်အတောင့်ဝင်လှူရှားနေရဆိုတော့ဖိုးတူးတယောက်အံ့ဩနေခဲ့တယ်။ဝါတကယ်ကိုပန်းလောကကြီးပဲမိုက်လိုက်တာ။အဲ့ဒီအချိန်ဆိုင်မရှင်ကန်းကောင်ပိုင်ထွက်လာပြီ။ဘာပြရမလဲဇွန်မီပန်း။ဖိုးတူးကကန်းကောင်ပိုင်စကားပြောတာမြင်လိုက်တော့ဟာ ကန်းကောင်မန်စကားပြောနေတာပါလားဟိုတက်ဓာတ်ပုံရိုက်ထားမှာပဲအဲ့လိုတွေ့ပြီးကင်မရာကိုထုတ်ပြီးဓာတ်ပုံရိုက်မယ်လို့ကန်းကောင်မန်ချောင်းဝဲလိုက်တယ် No camera no phone မှာကလေးဟေးဇုံမီပန်မင်းစိုက်ပြိုးရေးသမားကိုမင်းမပြောထားဘူးလားဒီနေရာကြောင်းသူကစိုက်ပြိုးရေးသမားမဟုတ်ပါဘူးကန်းကောင်ရေနောက်ပြီးအဲ့ဒီနမီမခေါ်စမ်းမနဲ့ဘာဇုံမီပန်လဲအဲ့ဒီဇုံမီတွေကိုကြည့်မရလေကြတယ် ဇူမီတွေကြိုက်တဲ့ဘန်းမို့ဇူမီဘန်းခေါ်တာပေါ့အဲ့ဒါဘာမှလဲကဲပါထားပါတော့ဘာယူမှလဲဟုတ်ကောင်းလေဓာတ်ပုံရိုက်လို့မရဘူးနော်ပြောဝင်နေကြမျိုးစိပေးပေါ့အဲ့ဒါပဲပေးပါဒါနဲ့ကန်းကောဘန်းကမျိုးစိတုတ်ကိုပါဇက်နဲ့ကြိုက်ပြီးချပီးဆိုင်ကလူတကာခေါ်မလာနဲ့နော်ခါလိုက်လာနေကြစိုက်ပြိုးရေးသမားဘယောက်သွားလို့လဲအဲ့လူပေါ့ကျမကိုဗကီးရိုက်ပြီးအပင်ဆိုင်မှာရောင်းစားသွားတာလी မပြောပါနဲ့တော့သူ့အကြောင်းစိတ်နာလုံးလို့ဒါဆိုမင်းတို့မှာစိုက်ပျိုးရေးတမမရှိတော့ဘူးပေါ့ဒါဖြင့်ဇွန်မီတွေကိုဘယ်နှလုံးတိုက်ခိုက်ကြမလဲအဲ့ဒီစကားကြားလိုက်တော့ပို့သူဟာစိုက်ပျိုးရေးတမဆိုတာဘာကိုပြောတာလဲဗျစိုက်ပျိုးရေးတမဆိုတာသူတို့ဇွန်မီတွေနဲ့တိုက်ခိုက်နေခြင်းပန်းကိုချိန်ပြီးစိုက်ပျိုးပေးရတယ်သူကိုပြောတာအခုသူတို့မှာမရှိတော့တိုင်မက်ပြီလေဟာဒါဖြင့်မပူနဲ့ကျွန်တော်လုပ်ပေးမယ်အပြင်စိုက်ပျိုးရုံမယ်မလားဗျ ကျွန်တော်ကျွမ်းနေအိမ်မှာအဖေကိုပန်းမီကူဆိုင်ပြီးနေကြနောက်ပြီးကျွန်တော်တကယ်ချင်းတယောက်ကိုပါခေါ်လို့ရတယ်ဟိုအမားတို့မှာကလေးတို့ကိုပေးစရာမစံမရှိပါဘူးကွယ်ဟာဒါပြောစရာမလိုပါဘူးဗျမလိုရဲ့ဟိုကျွန်တော်တို့ကပတ်စံတဲ့အတွေ့အကြုံပို့လို့ခြင်းတာဗျဟိုကျွန်တော်တကယ်ချင်းနေရောပဲဖိုးတူကတော့သူ့စကားနေသူရီနေရောတယ် အိမ်နောက်တော့ဆိုင်လေးကနေထွက်လာခဲ့ကြပြီးရွာလေးကိုပြန်ရောက်တော့သူ့ငယ်ချင်းညီကိုဖုန်းဆက်လိုက်တယ်ခဏပဲဆောင်တော့ဟိုသူတို့လာတော့မှာ誒ဒီချင်းဟိုဘက်မှာဘာဒီဖြစ်နေပဲလဲမသိဘူးအမအောင်မျောနေကြတော့မှာပဲဟိုစိတ်မုံမနေဗျဖိုးသူတို့အဖွဲကုညူဖို့ဆုံးမြင်လိုက်တဲ့အရာဆိုမဖြစ်ဘူးဆိုတာမရှိဘူးစိတ်ကြဇူမီယန်ကနေတေချာမောက်ကွယ်ပြီးမင်းအရန်ညာလာရင်လေကျွန်တော်တို့ကဝင်ကြပြီမယ်ဗျဝင်ချလို့မရဘူးကွလူတွေကမြင်ုံမဲမြင်ရလား အဲ့ဒီဇွန်ဘီတွေကိုထိလို့မရဘူး။အမားတို့ဘန်းနေရထွက်တဲ့ဝတ်မုံလုံးနဲ့ပဲတိုက်လို့ရတာ။ဒါကြောင့်လူတွေကစိုက်ပျိုးပေးလို့ပဲရတယ်။ဒါဆိုလေဘာဖြစ်လဲဗျာစိုက်ပြီးမင်းစိတ်ကြဘာမှမဘူးနဲ့။ဖိုတူအဲ့လိုတွေအာမခံနေရောရွာလန်းတွေကနေပြေးလာကြတဲ့ငပိန်တို့တုံယောက်ကိုမြင်လိုက်ကြတယ်။ဟောဟမသူတို့လာနေပြီဗျ။အနာကိုရောက်တော့တုတ်ပေါ်ဟာငါငါအကြိုက်ဆုံးကင်းနေရပန်းဆိုလို့ ငါမပြေးလာတာကွာမောနေရပြီဟုတ်တယ်ဟုတ်တယ်ငါခုလေနေအဲ့ဒီဂိမ်းစော့နေရအပြင်မှာတကယ်ပါရုံမှာဆိုတော့ဟိုရှင်ခုံလိုက်တာဟာဒီရှင်ခုံနာတွေရှင်တုံနာတွေနောက်မှာပြောကြဟိအခုတော့ရင်းဆုံးသွားရအောင်ကဲအမပန်းမီသွားကြရအောင်ဗျာဒီလိုနဲ့ဖိုးထူထူတက်တွေပန်းတို့ရဲ့ကဘာဆိုင်ခင်းကိုထွက်လာခဲ့ကြသည်အဲ့ဒီအချိန်တော်ရီယာနေရာတစ်ခုအရှောင်းမှာ ဆိုင်ကင်းပေါ်မှာတိုက်ခိုက်နေတဲ့ပန်းမီလီတွေကိုတွေ့လိုက်ရတယ်။ဟေးငါဒီတော့ဟိုအပြစ်လည်းတော့ရင် ဖြတ်နေကြ။ဘာလို့ဒီနေရာကိုငါမတွေ့တာပါလဲ။ဒီနေရာကဂါရာရှုမှာပေါ်တဲ့နေရာပါ။ဟိုဒါကြောင့်လူသားတွေမမြင်ရတာကြီး။ဟမ်အဲ့ဒီရဲ့ချင်းဇွန်မီတွေကိုကုကန်နေရဲ့တခြားပန်းမီနေကသူတို့ကိုမြင်တော့ဟာပိုတရပြန်လာပြီဟေ့ဟေ့မျိုးစစ်တို့ပါခဲ့လားဒါနဲ့ဖိုးထူအောင်ဝင်ပြေးလိုက်တယ်ပါတာပေါ့ဗျ ီမှာစိုက်ပျိုးရေးသမားလေး၄ယောက်တောင်ပိုင်းဒီဘက်နိုင်မိတာမှတ်တော်ပြူကဲအမပြောကျွန်တော်တို့ဘာလုပ်ပြရမလဲအရင်ဆုံးအမကိုဒီစိုက်ဝိုးလေးရနေနှုတ်ပြီးစိုက်ခင်းထဲမှာပြန်စိုက်ပြီးပြီးရင်တော့စိုက်ခင်းနောက်ကတဲလေးထဲမှာမျိုးစိတ်တို့ရှိပါတယ်အဲ့ဒီမျိုးစိတ်နဲ့အခုမျိုးစိတ်ကိုပေါင်းပြီးမြေကွက်လက်ဒီမှာစိုက်အောင်မေးဩဒါပဲလားဗျလွယ်လွယ်လေးကျွန်တော်တို့တောင်းမှန်တာထားအဲ့နောက်တော့ ိုထူဟာဆိုင်ဝိုးရီယာဘန်းမင်ကို အမိကနေပေါင်းဆွဲနှုတ်ပြီးစိုက်ကင်းနဲ့တင်းလိုက်သည်အဲ့ဒီအချိန်ငပိန်တုတ်ဘောနဲ့မိဝိုင်းတို့ကတဲအိမ်နဲ့သွားပြီးပေါတူးပေါပြားတွေယူနေကြတယ်ခဏကြာတော့အားလုံးယူပြီးဘန်းမင်မရှိတဲ့မြေခွဲလေးမှာတယောက်တနေရာစီရန်လိုက်ကြတယ်ဇူမီရီယာလူတွေကိုမမြင်ရလားဆိုတော့ဘာမှမစိုးရိမ်ပါနဲ့နော်ဟိုစိုက်တာကိုတော့မြင်ဆိုင်ပြီးပါ ဖြစ်နိုင်ရင်အမားတို့ကစက္ကန့်30ရင်းတည်းမှာပန်းဝင်နေရင် ပန်းမွေမီဆိုမပွင့်သေးရင်တခြားကွက်လက်မှာထပ်ဆိုင်ပြီနော်စိတ်ချကျွန်တော်တို့ကလေဒင်းဆူမီတွေကိုခိန်းနေမှလေကေးလာတာဗျအပြင်မှာမှကေးပြီစိတ်ချဗျဒလုံးလေးပန်းမင်ပြောနေတဲ့အချိန်ခက်သက်သက်ခက်မြန်မြန်စိုက်လိုက်ကြတယ်အဲဒီနောက်တော့သူတို့ရှက်နေရဲ့မြေကွက်တရားနီပန်းတွေကစက္ကန့်30အတွင်းမှာပဲပွင့်လာကြတယ်ဟာတကယ်ပဲစက္ကန့်30အတွင်းပြန်ဝင်လာပြီဟာဂင်းနေရလို့ပဲခဏလေးပဲနော်မိုက်လိုက်တာဟဲ့ စကားများမနေနဲ့မင်းများဆိုင်ဇွန်မီဒီယာရှေ့အပန်းနေအောင်စပီနေပြီငါတို့ရှေ့လဲသွားဆိုင်ရအောင်ပါဒါဆိုငါနဲ့တို့ဘောရှေ့သွားလိမ့်မယ်နင်းနေငါပေကအနောက်ကိုနိုင်အောင်ဆိုင်လိုင်းရတို့ဘောတော့ရအောင်ပေါ်တူလဲအဲ့လိုပြောပြီးတော့ပေါ်တူကိုယူလို့စိုက်ခင်းရှေ့ဘက်အကွက်တီကိုထွက်သွားတယ်တလို့စိုက်ကြပြိုးချနိုင်နောက်ဆုံးမှာကျူးကျော်လာတဲ့ဇွန်မီဒီယာကြီးကိုရှေ့ထုတ်နိုင်နေတယ်ဒီတော့မှပေါ်တူတို့လဲ ဆိုင်ကင်းပေါ်ထိုင်ချလိုက်တယ်။ဟောအခုမှအားပဲပြီးတော့တယ်။လက်မောင်းနေတော့ပိုက်တိုးကောင်ရံလုံးလို့တောင့်တင်းနေပြီ။ကျေးဇူးတင်ပါတယ်ကွယ်။ဒါမဲ့ဇူမီဒီယာလောင်းမှာဆိုတော့အားရနာပါလေ။အမားတို့ကိုဆိုင်ကင်းပြည့်စိုက်ပြီးခဲ့ပါလား။ကလေးတို့ပြန်သွားရင်အမတို့ကိုယ်တိုင်ကိုယ်ကြောင်စိုက်လို့မရလို့ပါဟာဟာမပြန်ပါဘူးဗျာကျွန်တော်စိုက်ပြီးပါမယ်ဒီလိုစိုက်ပြီးဂိမ်းနဲ့ပါနေရတာကိုကျွန်တော်တို့ကပြောနေရဗျဒါနဲ့ဒီလိုလုပ်ပါလားဘယ်ချိန်လောက်ဇူမီတွေပြန်ထွက်လာမှာလဲ ဟိုနောက်9မိနစ်နေထွက်လာမှာဟွန်းဒါဖြင့်နေတိုင်းဒီလိုတနေကုန်ကြီးတက်ခဲ့နေရတာပေါ့နော်ဟမ်အဲ့လိုတော့မဟုတ်ပါဘူးနားပြေလောက်ွယ်နေရတဲ့ပါတို့လည်းအဲ့ဒီရက်မှာထွက်လာကြလာရင်အရက်တော့အခုလိုအမောင်းတက်ရတာပေါ့ဝူးအဲ့ဒီချိန်မီဝိုင်းကသူတိကျင်တာထက်မီဟိုဇွန်မီလေးကိုအချိန်ဆွဲလို့ရတဲ့အာလူတို့ဘာလို့ရောမရှိဘူးလားယင်ခင်းနေရလို့လीအာလူမျိုးစရာကုံသွားတာရေမဝင်ရသေးတာအရင်လာပြည့်နေတုန်းကတော့ရှိတယ် ဟမ်သူတို့အဲ့လိုပြောနေရောဇွန်မီနေလာတဲ့အတန်းကိုစကြားရတယ်။ဟုတ်ပြောရင်ဆိုရင်လာနေကြပြီ။အားလုံးပဲ fighting မှာနော်။ခဏကြာမှတော်ရီယာနေထွက်လာတဲ့ဇွန်မီတွေကို စပြီးမြင်လာရတယ်။ကဲလောပါပြီးစကြရအောင်ဟိ။ဖိုတူတို့ကလည်းအဆက်မပြတ်စိုက်ပျိုးနေပြီးထွက်လာတဲ့ဗန်းမင်းနေရာနဲ့အဆက်မပြတ်ဇွန်မီတွေကိုတိုက်ထုတ်နေကြတယ်။အဲ့ဒီအချိန် level မြင့်လာတဲ့ဇွန်မီတွေကခုနကလို့ ဝန်းမော်လုံးနေနေနဲ့မတည်တော့ဘူးရှေတိုးလာနေရကိုကိုတူကသတိထားမိသွားတယ်ဟာမဖြစ်ဘူးအဲလိုတွေ့ပြီးစိုက်တောင်ကတ်တက်တက်ဆက်လာကြည့်အဲဒီအချိန်မှာပြီးဇွန်မီဒီတွေကနေအကြီးဆုံးနေပါဝါအများဆုံးဇွန်မီမြင်ကြီးထွက်ကြလာတယ်ဒါကြောင့်ပန်းမြန်နှမ်းပြောတယ်ဒီပြင်ကြီးကိုဖြုတ်နိုင်ရင်ဒီနေ့ကွဲပြီဒီပြင်ကြီးကိုဝိုင်းပြုတ်လိုက်ရအောင်ဟုတ်ပြီမစိုက်ကြနေတော့ဇွန်မီမကြံတော့ ဒီကောင်မဲ့ဝိုင်းဖြူအောင်ဒါကြောင့်ဝင်းမော်လုံးယူပြီးတော့ဝိုင်းဖြူကြစို့အဲဒီနောက်တော့ပန်းနီစီယာနီဝင်းမော်လုံးနဲ့တာပြီးတော့ဇွန်မီဘလူးကြီးကိုဝိုင်းကိုပြစ်ပေးကြရင်ရှုံရှုံမြင်မြန်ရှော့ကွာမြင်မြန်ရှော့ရှော့ဇွန်မီဒီရင်ချင်းနဲ့ပန်းအလုံးဝိုင်းပြစ်နေရတယ်ကိုတူတူပြစ်နေတဲ့ဂျာကနေတစားတစားနဲ့ရှေ့ကိုတိုးလာနေတော့ဘောကတောင်းနေလိုက်တော့တော်တော်အားနိုင်နေဇွန်မီကောင်းမယ်အခုတည်းကမသိနိုင်ဘူး ဘယင်ကြီးကိုပါမင်းရလဲဒီလောက်တော့မှန်းထားမှာမလို့ဒီလိုနဲ့ရှေ့ကနေဖြစ်တဲ့ဖိုးထူးနဲ့မိဝိုင်းနဲ့အနောက်ကနေဖြစ်တဲ့ငပိန်နဲ့တုပ်ပေါ်ပြီးကြံနေသေးတဲ့ပန်းနေရဲ့ပြစ်တာကိုခံနေရတယ်ဆိုတော့ဇုံမီကြီးကကြားညက်တယ်လို့ပြင်လာတယ်အဲ့လိုကနေပြည်ပြည်နဲ့အားရရောရောလာတယ်အာရောလာပြီဟေးအာရောလာပြီပြစ်ထားကြပြစ်ထားကြအဲ့နောက်တော့ဇုံမီဘီရင်ကြီးလေးအလုံးလက်ချက်နဲ့တီးသွားတော့လေဒီလိုမှဖိုးထူးလေး ရှေ့နိုင်ပြီကွာနိုင်ပြီဇုံမီဘီရင်ကြီးကိုငါတို့နိုင်လိုက်ပြီကိုတူပြောတယ်လို့အားလုံးကလေတိုက်ခိုက်တာပြီးသွားပြီဆိုတော့ပြောနေကြတယ်ကျေးဇူးတင်ပါတယ်ကလေးတို့ရေဒီနေ့ကလေးတို့သာမရှိ အမတို့တော့ဘလို့တော့လုံးဝမလဲမသိဘူးကျေးဇူးပဲနော်ရှားပါလေဗျအမကိုကျွန်တော်ပြောသားပဲကျွန်တော်တို့ကကိုညူဖို့ဆုံးဖြတ်လိုက်ပြီဆိုဖြစ်အောင်လုပ်ပါရဲ့လို့ဟုတ်တယ်မလားငါလူလို့ဟုတ်တော်ဘောကငါတို့ကဖိုးတို့ကိုဖွဲ့ပေးဥစား ဖိုတူတို့အဖွဲ့မှာမဖြစ်နိုင်ဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိဒီနေ့မှတော့ဖိုတူတို့တွေကကာယကံရှိပန်းနေတဲ့တောင်ပူပြော်တဲ့အပြော်မျိုးနဲ့သူတို့လုံနိုင်ခဲ့တဲ့တွေ့ကြုံတစ်ခုအတွက်ပျော်ရွှင်နေခဲ့ကြလို့